အားလုံးပဲမင်္ဂလာပါကျွန်တော်ရေ7ဆိုင်ရံပြည်လဲတူတော်ကြီးအစီအစဉ်မှာပြည်လဲကြိုးဆိုပါတယ်ကျွန်တော်နာမည်အောင်ဆုံးထွေးပါဗျလက်ရှိမှာကျွန်တော်ဒီ7ဆိုင်ရံပြည်လဲတူတော်ကြီးအစီအစဉ်မှာကျွန်တော်တနင်္လာနေ့မှာတောက်ကြနေသည့်ဗီဒီယိုလေးနေစဉ်စဉ်မပြတ်ကြိုးစားပြီးတင်ပြနေရှိပါတယ်အာလက်ရှိမှာလည်းကျွန်တော်ကောင်းစင်း session နေကျွန်တော်ဆွေးနွေးတင်ပြပေးနေရှိတယ်အကယ်၍လိုအပ်တယ်ဆိုရင်ကျွန်တော်နာမှာစေတနာကြီးနဲ့လာရောက်ပြီးမှဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးအောက်မှာကျွန်တော်ဖုန်းနံပါတ်လေးထားပြီးထားပါတယ်ကျွန်တော်နဲ့ appointment လေးယူပြီး လို့ရပါတယ်ဗောနော်ကျွန်တော်တို့ appointment ယူချင်တော့ကြိုတင်ပြီးမှအကြောင်းကြားပါတယ်အမနေ့၈နိုင်ကနေညနေ9နိုင်အထိကျွန်တော် counseling session ကိုဖွင့်ပေးထားပါတယ်ခင်ဗျာဒီကြားထဲမှာကျွန်တော်အကယ်၍မအားလို့ဖုန်းတွေမကန်ဖြစ်ဘူးဆိုရင်လည်းနားလေခွင့်လို့ပေးပါကြိုတင်ပြီးမှအလူချင်းမျိုးကြိုပြီးပြောပြရစီဗောနော် okay အခုကတော့မိတ်ဆက်ပေးပြီဗောနော် okay ဒီနေ့မှာတော့ကျွန်တော်ဒီ ဒီဟာဒီဗီဒီယိုလေးကကျွန်တော်ရှေ့မှာလဲတင်ခဲ့ဖူးတယ်နဲ့တူပါတယ်ဗျတင်ခဲ့ဖူးပါတယ်အဲ့တော့ဗီဒီယိုရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်အမြင်ပေါ့နော်အဲ့တော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်အမြင်ဟုတ်လားအဲ့တော့စိတ်ပိုင်းဆိုင်ရာဆိုရင်ပတ်ဝန်းကျင်ကဘယ်လိုမြင်သလဲဘယ်လိုထင်သလဲအဲ့တော့အဲ့လိုမြင်တာထင်တာလေးကိုကျွန်တော်ခဏလေးထားရအောင်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံအနေထားအရာပေါ့နော်အော် အဘက်ဘက်ကလည်းဟိုအမျိုးမျိုးစူးစမ်းနေတာလည်းကျွန်တော်တွေ့ရပါတယ်သူ့ပြိမဲ့အားနည်းချက်လေးတွေရှိတာပေါ့နော်ဘာလဲဆိုတော့ဒီ seven ဆိုင်ရာနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဟိုထဲထဲဝုံဝုံတိကျတဲ့လူတွေကရှားပါတယ်ဒီ seven ဆိုင်ရာနဲ့ပတ်သက်လာရင်လူတော်တော်များများဟာအယူယောဂါလိုပဲတတ်မှတ်ကြတော့မှာအဲ့တော့ဒါ seven ဆိုင်ရာလို့ပြောပြောလာရင်ဒါဟာအယူယောဂါမဟုတ်ပါဘူး အခုလူကြီးမင်းတို့တွေစိတ်ပန်းဆိုင်နာဆိုင်ရနဲ့ပတ်သက်ပြီးမှခံစားနေရတဲ့သူတွေရှိခဲ့ရင်လည်းဒါဟာယူနေတာမဟုတ်ပါဘူး။ဒါသူများတွေနဲ့မတူတဲ့လူတယောက်အခုကိုဖြစ်နေတယ်လို့မခံစားပါနဲ့။အဲ့တော့ကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ခွဲပြမယ်။အဲ့တော့ယူတယ်ဆိုတာဟာဘယ်လိုမျိုးလဲ။ဟာလား။စိတ်ပန်းဆိုင်ရာချို့ယွင်းတယ်ဆိုတာဘယ်လိုမျိုးလဲ။ကျွန်တော်တို့ကိုကိုကိုပြန်တည်ရမှာစိတ်ပန်းဆိုင်ရာချို့ယွင်းတယ်ပဲ။ချို့ယွင်းတယ်ဆိုတာပြင်လို့ရတဲ့အရာနော်။အဲ့တော့ လူတိုင်းဟာစိတ်ပိုင်းဆိုင်ရာချို့ယင်းနိုင်တယ်။ဘာကြောင့်လဲလူတိုင်းမှာစိတ်ဆိုတဲ့အရာအတူကြီးဆိုတဲ့အရာရှိလို့အဲ့တော့ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှခံစားနေရတဲ့เนาะဘောနော် လူချင်းမျိုးဆိုလို့ရှိရင်ကိုယ့်ကိုပြောတတ်ကြတဲ့အားရှိတယ် အာငါစိတ်ပိုင်းဆိုင်နဲ့ပတ်သက်လာလို့ရှိရင်ငါသူများတွေနဲ့မတူဘူးသူများတွေကငါ့ကိုယူမှဟိုမကောင်းတာပြောမှကြောက်တဲ့စိုးရိမ်နဲ့လန့်တယ်ဟာလာစိတ်ပိုင်းဆိုင်ရာဆိုတာမကောင်းဘူးအယူယောဂါကြီးကိုကိုပြန်ပြောနေရအဲ့ဒီဟာတွေကအမှားပါလေအဲ့တော့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကိုကိုတိုင်းမှာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကကိုကိုကိုရှက်เสีย အကြောင်းမရှိဘူးအကယ်၍ပတ်ဝန်းကျင်မှာကိုကိုရန်ကဆေးဖန်းဆန်နဲ့ချွရင်းတယ်လို့ကိုကိုယူသားဆိုတော့ဖွင့်ချတဲ့အနေထားကိုဘေးပတ်ဝန်းကျင်ကကိုကိုယူနေတယ်နတ်နေတယ်ပြောလို့ရှိရင်အဲ့ဒါဟာကိုယူတာမဟုတ်ပါဘူးဒီပတ်ဝန်းကျင်ကသူတို့ရဲ့အသိပညာအားနည်းလို့ဖြစ်ပါတယ်အဲ့တော့ခုနပြောတဲ့အတိုင်းပဲယူတယ်ဆိုတာဟာအသိစိတ်လွတ်သွားတာကိုယူတယ်လို့ခေါ်တယ် အဲ့တော့ကျွန်တော်တို့မှာစိတ်ပန်းဆိုင်ရာချုပ်ရင်းနေဆိုတာဟာကျွန်တော်တို့အတိလည်းရှိရယ်တတိလည်းရှိရယ်ဒါပေမဲ့ခုနကခုနကျွန်တော်တို့တွေ over thinking နေကျွန်တော်တို့တွေအာရုံစူးစိုက်မှုပျောက်တာ depression အမျိုးမျိုးတွေပေါ့နော် emotion တွေနေနဲ့ကိစ္စနဲ့ပတ်သက်ပြီးမှကိုကိုကို management မလုပ်နိုင်တာသူမဟုတ်လက်တလောထိန်းချုပ်မှုမရနိုင်တဲ့ပြဿနာဒါပဲပေါ့နော်ပြဿနာအဲကြောင့်မလို့စိတ်ပန်းဆိုင်ရာချုပ်ရင်းလာပြီဆိုရင်သူတို့ကိုယောဂါတစ်ခုနေနဲ့လည်းတတ်မှတ်လို့မရသလိုကျွန်တော်ယောဂါတယ်လို့လည်းကျွန်တော်သွားပြောပိုင်ခွင့်မရှိပါဘူးအဲ့တော့ဒါတွေဟာ သူ့ပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟာဟိုဒီလို campaign တွေဟာအလုံးအလုံးနေတာဖြစ်တယ်ပေါ့နော်အလုံးအလုံးနေတာဖြစ်တဲ့ပူပေါင်းဆောင်ရွက်မှုဆိုတာလည်းအလုံးအလုံးနေတာဖြစ်တဲ့အတွက်စိတ်ပန်းဆိုင်ရာနဲ့ပတ်သက်လာလို့ရှိရင်သိမြင်မှုဆိုတာလည်းအားနည်းကြမယ်လို့တော့ကျွန်တော်လေ့လာမိကြတဲ့လောက်ပေါ့နော်ထင်မြင်မိပါတယ်အဲ့တော့စိတ်ပန်းဆိုင်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အာလူတွေကိုခုနပြောလို့တော့ယူတယ်နဲ့နေလို့ကြည်နေကြတော့မှာ ဲ့တော့ပြောချင်တာကဒီဗီဒီယိုလေးကိုကျွန်တော်ကလုတ်ပြီးတယ်ဆိုတာကဟိုလူကြီးမင်းတို့တွေ seven sense နဲ့ပတ်သက်ပြီးမှခံစားနေရတဲ့လူတွေရှိမယ်အ seven sense နဲ့ပတ်သက်ပြီးမှကိုကိုကိုဟိုမကောင်းဘူးလို့မြင်နေတဲ့လူတွေရှိမယ် seven sense နဲ့ပတ်သက်ပြီးမှအပဝန်းကျင်မှာအမြင်ခံရမှာကြောက်နေတဲ့လူကြီးမင်းများအတွက်တိတက်လေးလုတ်ပြီးတာလည်းဖြစ်သလိုမတိသေးတဲ့လူကြီးမင်းများအတွက်လည်းအတိအောင်ပေါ့နော်ကျွန်တော်ကအတက်နိုင်ဆုံးမြောက်ပြီးတာပေါ့နော်အဲ့တော့ပြောချင်တာက လူကြီးမျိုးရဲ့စိတ်ပန်းဆိုင်ရာချွတ်ယွင်းနေဆိုတာဟာယောဂမဟုတ်တလို့ချွတ်ယွင်းမှုတခဏတာဖြစ်တယ်အဲ့တော့ဒီစိတ်ပန်းဆိုင်နဲ့ပတ်သက်ပြီးမှစေပေးဆရာဝန်တွေရှိတယ်ကျွန်တော်တို့เนาะစိတ်ကူးထုံးပေးတဲ့ဆရာဝန်တွေရှိတယ်ကျွန်တော်တို့လိုကောင်စလင်းပေးတဲ့စိတ်ပန်းဆိုင်နဲ့ဆွေးနွေးတိုင်ပင်အကြံပေးတဲ့ကျွန်တော်တို့တွေ professional တွေရှိတယ်အဲ့တော့အဲ့ဒါတွေဟာကျွန်တော်တို့တွေဟာဟိုကျွန်တော်တို့နီလန်းလေးတွေပေးတာပဲကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကျွန်တော်တို့ကိုယ်တိုင်ကလူကြီးမင်းတို့ဖွင့်ပြတာပဲ ဲ့တော့ပြောချင်တာလူချင်းမျိုးယောဂဖြစ်နေတာမဟုတ်ဘူးတည်င်ခဏလေးခဏတာခံစားနေရအဲ့ဒီခံစားနေတဲ့အရာတွေကိုကျွန်တော်တို့လူချင်းမျိုးကိုယ်တိုင်ကစိတ်ကောခုနပြောတဲ့ဈေးရောကတော့ကကောင်းလေးယူလိုက်မယ်ကကောင်းလေးလှုပ်ဆောင်လိုက်မယ်ဆိုအချင်းတူခဏလေးနဲ့ပျောက်သွားနိုင်တယ်လို့ကျွန်တော်တို့ယောဂနာတာရှိလို့เนาะလူတွေအမြင်မှာဟိုဝေဖန်ကဲ့ရဲ့ရှုံချတဲ့အနေအထားမျိုးဆိုတာမဟုတ်ပါဘူး အဲ့လိုရှုံချတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်လည်းတိပါကိုကဒီလိုဖြစ်နေတာမဟုတ်ပါဘူးဒီရဲ့ပတ်ဝန်းကျင်ကတိမြင်မှုအားနည်းနေတယ်လို့အားနည်းနေအားနည်းနေတယ်လို့လူချင်းချင်းကိုယ်တိုင်တိမြင်ဖို့လိုအပ်ပါတယ်ခံယူထားဖို့လိုအပ်ပါတယ်အဲ့တော့စေဝဆန်နဲ့ပတ်သက်လာပြီးပတ်ဝန်းကျင်မှာကတော့ခုနပြောပြတဲ့အတိုင်းပဲဟိုလေ့လာမှုတွေအားနည်းတယ်အော်ဒါမှမဟုတ်ကျွန်တော်ကမ်ပိန်းတွေအားနည်းတယ်ကျွန်တော်မျှဝေမှုတွေအားနည်းတယ် ဲ့တော့ဆေးဝါးဆန်တဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှမဖြစ်ရင်ကျွန်တော်စတိတ်မှာကတိုင်းကဟိုစဉ်းစားကြည့်နော် ego တို့ bio တို့တွေရှိကြတယ်အဲ့ဒီဘာသာထဲမှာ psychological ဆိုတာတသက်ကြီးတည်တန့်ကြီးမရှိနေဘူးလေနော်အဲ့တော့အဲ့တော့ပြောပြချင်တာကတော့ဘာဖြစ်လဲဆိုတော့ဒီစိတ်ပန်းဆိုင်ရာကြီးဟာဘောနော်အဲအရေးမပါတဲ့အနေထားလို့ဟိုတတ်မှတ် မတိသေးလို့နေမှာပါတက်မှတ်ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုတွေရှိတယ်အဲ့တော့ပဝင်းကျင်အနေထားမှာကိုကိုတိုင်ကဒီလိုအနေထားမှာရောက်နေခဲ့တယ်ဆိုလို့ရှိရင်လည်းကိုကိုကိုနှိဆက်ရာမှာရှိတဲ့ နော်ဆရာဝန်တွေဖြစ်စေကျွန်တော်တို့လိုဒီဘက်မှာကောင်စလင်းပြီးနေတဲ့သူတွေဖြစ်စေဆက်တွေ့လို့လာရနိုင်ပါတယ်အကယ်၍သူတို့ပတ်ဝန်းကျင်မှာကိုယ်လောင်မြောင်နေစုခဲ့ရင်တော့မှကျွန်တော်တို့အနေနဲ့ကအကောင်းဆုံးလူကြီးမင်းတို့ကိုနှွေးထွင်းဖို့အကောင်းဆုံးပေးပြီးမှလူကြီးမင်းတို့ရဲ့စိတ်လုံခြုံမှုရဲ့ဝင် အဖြစ်ကျွန်တော်တို့ထိန်းသိမ်းဆောက်ရှောက်ပြီးမှဖြစ်တယ်လူကြီးမင်းတို့စကားသံတွေနားထောင်ပြီးမယ်ကျွန်တော်တို့တွေပြန်လည်မျှဝေပြီးမယ်လူကြီးမျိုးစကားသံတွေကိုလည်းမပေါကြကျွန်တော်တို့ထိန်းသိမ်းဆောက်ရှောက်ပေးမယ်စိတ်လုံခြုံမှုရပ်ဝန်တခုကျွန်တော်တို့ဖန်တီးပြီးလို့ရပါတယ်ပေါ့နော်အဲ့တော့ ရှင်းမဲ့ဆရာနဲ့ပုံဝင်ကျင်မှာကတော့ဟိုအတိဉဏ်အားနေတဲ့သူတွေကတော့ယူတယ်လို့ထင်ကြလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီယူနေတယ်လို့ထင်တဲ့လူတွေကိုအာကျွန်တော်တို့ကအတိပညာတော့ပေးမယ်။အတိပညာတော့ပေးလို့သူတို့ကလက်မခံဘူးဆိုရင်လည်းရှိပါစီပေါ့နော်။ဘာလို့လဲညင်းခုန်ချင်းနေပါခြင်းနေမလုပ်ပါနဲ့။ဘာလို့လဲအာလူစုတာသူ့လို့သူလုံးနေကြတာဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့တော့အာဒီလောက်ဆိုရင်ပြည့်စုံမယ်လို့ထင်ပါတယ်ပေါ့နော်။အဲ့တော့စိတ်မဆန်တဲ့ပတ်ဝန်းကျင်အမြင်ကတော့ အာနေတာစိတ်ပန်းဆန်တဲ့ပတ်သက်ပြီးမှလိလာလိုက်စားတဲ့သူတွေကတော့နားလည်နေမယ်လိလာမှုအားမရှိတဲ့လူတွေကတော့အာနားမလည်တော့ဘူးပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်နောက်ထောင်ပြတဲ့အတွက်လူကြီးမျိုးတွေရောက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်